British အားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်တို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရှင် British အတွက်ခုတစ်ခါတင်ဆက်ပေးမယ့်သတင်းချောင်းတွေကတော့တနိုင်ငံလုံးအော် channel ကုန်းနဲ့တိဥ္စောမေတ္တမီနှိချူရဲ့အကြောင်းလေးပဲဖြစ်ပါရယ်မင်္ဂလာပါ British ရေအခုဆိုရင်တော့2025ခုနှစ်ရဲ့နှစ်ကုန်တော်မှာဖြစ်တယ်လို့ရုပ်ရှင်စကားကြီးတွေတော်တော်များများနဲ့ရုပ်တင်ပြသပြီးလို့ပြီးပါပြီနောက်ထပ်ရုပ်တင်ပြသဖို့ရုပ်ရှင်ကလည်းအနေငယ်သာရှိတော်တာဖြစ်ပါရယ်ဒီနေ့မှာရုပ်ရှင်စကားကြီးအရေးအတွက်ကအရန်ကိုများပြင်မဲ့ Academy ရမဲ့ ရုပ်ရှင်အရေးတက်ကအရန်ကိုနည်းနေတာဖြစ်ပါရယ်အကယ်ဒမီရနိုင်ရှိရှိတဲ့ရုပ်ရှင်စကားကြီးအရေးတက်ကတော့နည်းနေတယ်လို့ရုပ်ရှင်အကယ်ဖြတ်အဖွဲ့ကိုယ်တိုင်ကထုတ်ပြောထားကြတာဖြစ်ပါရယ် မြို့သမီးသဆောင်ဆိုအတွက်ဆိုရင်လည်းအရန်ကိုပွဲချောင်းနေတာလို့ဆိုရမှာပဲဖြစ်ပါရယ်ဒီနေ့မှာအကယ်ဒမီအတွက်ရင်ခေါ်ရမယ့်သူတွေထဲမှာနေချူပါပါဝင်လာခဲ့တာဖြစ်ပါရယ်နေချူကရုပ်ရှင်စကားကြီးတွေမရိုက်ပဲရိုက်ကူရေးကိုနားနေခဲ့တာဖြစ်ပါရယ်ဒါပေမဲ့ပြီးခဲ့တဲ့၄နှစ်ကရိုက်ကူထားတဲ့ရုပ်ရှင်ကရုပ်တင်ခွင့်ရရှိလာခဲ့တာဖြစ်ပါရယ် ညီဆိုတဲ့ရုပ်ရှင်စကားကြီးကမကြာခင်မှာရုပ်သင်ပြတ်ကနေပြီဖြစ်ပါတယ်။အစိုးရရုပ်ရှင်မှာနှင်းမြတ်ချွန်ပလဲရတနာတို့နဲ့အတူနေချူကတွေ့ဖက်တရုပ်ဆောင်ချတာဖြစ်ပါတယ်။ရုပ်ရှင်စကားကဒရမာ ရုပ်ရှင်ကားဖြစ်ကနေချူအတွက်လေးကားမြောက်ရုပ်ချင်းဆိုရင်လည်းမမှားပါဘူးရှင်မာတို့ကအခမ်းအနားဆုံးမြစ်တာရုပ်ရှင်နဲ့ နေချူကိုကြိုက်ခဲ့တယ်လို့ဒီရုပ်ရှင်မှာပိုကောင်းမှတရုပ်ဆောင်ချခဲ့တာဖြစ်ပါရယ်နေချူကဒီရုပ်ရှင်အတွဲအိုက်တင်ကအစာတေးချကိုပြင်ဆင်ကသင်ခဲ့တာဖြစ်ပါရယ်ဒါပြင်တရုတ်ဆောင်တာကလည်း billing writer ဖြစ်လို့သူ့အနေနဲ့ဘာလို့အချက်မှမရှိအောင်လုပ်ချင်ခင်တာဖြစ်ပါရဲ့ ရုပ်သင်တဲ့အချိန်မှာလည်း nature ရဲ့ item ကိုသဘောကျတဲ့သူလည်းများလာခဲ့တာဖြစ်ပါတယ်။ nature တရုပ်ဆောင်တာကောင်းတယ်ဆိုပြီးချီးကျူးနေတဲ့သူလည်းရှိလာခဲ့တာဖြစ်ပါတယ်။ဒါပြင်အမျိုးသမီးဇပုစုအတွက်ပါရနိုင်မလားလို့ခံမှန်းလာခဲ့ကြတာဖြစ်ပါတယ်။အမျိုးသမီးဇပုစုအတွက်ဒီနေ့မှာမျိုးတနာထွန်းရွှေသမီးတို့ကရနိုင်ရှင်းရှိနေတာဖြစ်ပါတယ်။မင်းသမီးကြီးတွေတဲ့နေချူကလည်းအမျိုးသမီးဇပုစုရနိုင်ခြင်းများလာနိုင်ကြောင်းခံမှန်းနေကြတာဖြစ်ပါတယ်။ မြေသမီးစပစကိုအခုနောက်ပိုင်းမှာမြေသမီးငငယ်လေးတွေကိုသာပေးတာများနေတာဖြစ်ပါတယ်။နှစ်နှစ်ဆက်တိုင်းဆိုသလိုမြေသမီးငယ်တွေဖြစ်တဲ့မြေမြမိုးချူလေးတို့ကိုသာပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့မှလည်းနေချီဦးကိုပေးနိုင်ခြင်းများတယ်ဆိုပြီးပြောဆိုလာခဲ့ကြတယ်ဖြစ်ပါတယ်။နေချီဦးကိုဇပုအနေနဲ့သာအကယ်ဒမီအတွက်အသင်းမဲဆိုရင်ရနိုင်ခြင်းအမြင့်ဆုံးဖြစ်နိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။ နေချီဦးကအတိုင်းဝန်ကောင်းတဲ့ဖြစ်တာမို့အကယ်ဒမီအတွက်နှိဆက်တယ်လို့ပြောဆိုနေကြတာဖြစ်ပါရယ်နေချီဦးကတော့အကယ်ဒမီအတွက်အရန်ကြီးရင်ခေါတော်မျိုးမရှိပါဘူးလက်ရှိမှာမြန်မာနိုင်ငံမှာလည်းမရှိပဲဖြစ်နေတာဖြစ်ပါရယ်ဒါလေးကိုမွေးရတာမလို့ဘန်ကောက်မှာတွားနေတာဖြစ်ပါရယ်ဒါကြောင့်မလို့အကယ်ဒမီနဲ့ပတ်သက်ရင်သူ့အနေနဲ့ရင်ခေါရတာမျိုးတိတ်မရှိသေးပါဘူး နေချူကိုင်းအင်ထောင်ပြုတ်ပြီးတဲ့အချိန်မှာမင်းသမီးအနေနဲ့ပြန်မလုံဖြစ်တော့ဘူးလို့အသိပေးထားတာဖြစ်ပါတယ်။အင်ထောင်ရှင်မအနေနဲ့သာတာဝန်ကျပွန်ချင်တဲ့လို့စီပွားရင်းလဲလုံးချင်တာကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့အကယ်ဒမီသားရောက်သွားမယ်ဆိုရင်တော့နေချူအနေနဲ့တရုတ်ဆောင်အလုပ်ကိုပြန်လုပ်ချင်လို့အုံမာလို့ဆိုထားဖြစ်ပါတယ်။ နေချီဦးရဲ့ခင်ပွန်းကတော့သူ့ကိုမင်းသမီးလောက်ဖို့မလောက်ဖို့ကန့်တတ်ထားတာမျိုးမရှိခဲ့ပါဘူး။နေချီဦးသားလှုပ်ချင်တော့လှုပ်ခွင့်ပေးမှဖြစ်တယ်လို့အနောက်ကနေလည်းပန့်ပိုးပေးသွားမှဖြစ်ကြောင်းလည်းသိရပါတယ်။နေချီဦးကမင်းသမီးဖြစ်ဖို့ကိုအရန်ကိုယူသွက်ခဲ့ပြီးမှအခုချိန်မှလက်လွတ်ထားရတာလည်းဖြစ်ပါတယ်။ ရုပ်ရှင်စကားချက်ကိုအကြဲမျောလင့်နေကြတဲ့သူတွေလည်းရှိလို့နေခဲ့လည်းဖြစ်ပါရယ်ဟုတ်ကဲ့ပါပရိသတ်ကြီးရဲ့2025ခုနှစ်အတွဲအမျိုးသမီးဇပုစုကိုနေချူကရန်နိုင်တယ်လို့ထင်ပါသလားဆိုတော့ကိုကောမမပြောသွားခဲ့ကြပါဦးရှင်ပရိသတ်များလုံးပဲရှင်နဲ့ရှင်းပြကြပါစေရှင်